ဘယ်အတွေ့အကြုံပဲဖြစ်ဖြစ်ပြီးတော့မှကြည့်ပဲဟုတ်လားအဲ့လိုပြောလို့ခပ်ပေါ်ပေါ်သုံးတက်လိုက်တာမဟုတ်ဘူးဒါအမှန်တရားပဲဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာလဲပြီးတော့မှကြည့်ပဲဟုတ်လားအဲ့ဒီပြီးဆုံးခြင်းဆိုတဲ့အနေအဆကိုမသိလို့ဘုဖုလို့ရဲ့စိတ်တရားအရေးပါတဲ့အရာရောက်တယ်ထင်ပြီးတော့ပြာရီခတ်နေတော့ဒုက္ခတွေရောက်နေတာတကယ်တမ်းကဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာလဲပြီးတော့မှပဲစင်ပြေလည်းပဲပြီးတော့တာပဲစင်မပြေလည်းပဲပြီးတော့တာကြည့်ပဲ ုတ်လားအခုတော့မှဖြစ်ခဲ့တာတွေအကုန်လုံးဟာပြီးခဲ့တာကြီးပဲခုဖြစ်နေတာတွေလည်းပြီးနေစေနောင်ဖြစ်သွားမယ့်အရာတွေလည်းပြီးသွားမယ့်အရာတွေကြီးပဲပေါ့နော်အဲ့ဒီစကလုံးလေးကိုဖုံဖုံစိတ်ထဲမှာဘလို့ခံစားရအောင်ဆိုတော့ဘလို့လောကဓာတ်နဲ့ပဲတွေ့တွေ့စိတ်ကိုလောဘဒေါသအစွန်းနှစ်ဖက်ကိုမရောက်အောင်အလွန်တည်ငြိမ်အောင်ထိမ့်သိမ့်နိုင်တဲ့စကလုံးပေါ့နော်ကောင်းတာနဲ့တွေ့လို့လည်းပဲလောဘအစွန်းကိုမရောက်အောင်သူထိမ့်နိုင်တယ်ကောင်းတာလည်းပြီးသွားမှာပဲဒီလောက်ကြီးတန်ဖိုးရှိလာတယ်မဟုတ်ဘူးနော် မကောင်းတာလည်းပြီးသွားမှာပဲလို့စဉ်းစားလိုက်တဲ့ခါကျဒီလောက်ကြီးစိတ်ပြည့်စရာမဟုတ်ဘူးလို့ဟောအဲ့လိုမျိုးအစွန်းတစ်ဖက်ကိုမရအောင်ထိမ့်ညှိပေးနိုင်တဲ့အစွမ်းရှိတယ်နော်ကောင်းတာကိုလည်းတိတ်အထင်ကြီးစရာကြီးမဟုတ်ဘူးလို့သူကပြောရရောက်တယ်မကောင်းတာကလည်းတိတ်ကြောက်စရာမဟုတ်ဘူးလို့ပြောရရောက်တယ်သဘောပေါက်လားမသိဘူးအေးအဲ့တော့နောက်ဆုံးပြောချင်တာကတော့နော်တွေ့ကြုံလာတဲ့လောကရန်တရားတွေနဲ့ပတ်သက်လာရင်အဲ့ဒီပြီးသွားမှာပါဆိုတဲ့စကားလုံးလေးတနည်းအားဖြင့်အိဋ္ဌဆာနော် အဲ့ဒီအလေးစားဆိုတဲ့စကလုံးတစ်လုံးကိုဘုံဘုံလို့ဒီလုံးပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်လေ့ကျင့်ထားပေါ့ဟုတ်လားအဲ့ဒီအလေးစားဆိုတဲ့စကလုံးတစ်လုံးတည်းကပဲဘယ်လိုလောကဓာတ်နဲ့ပဲတွေ့တွေ့ကိုယ့်ရဲ့စိတ်ကိုလောဘဒေါသဖြင့်မတုံ့လောက်အောင်ထိသိမ့်နေနိုင်လိမ့်မယ်လို့ဒါကိုဘုံဘုံတို့နားလည်စေချင်တာဟုတ်လား